အစိတ်တင်တန်းငွေတွေကြာသမီးလေးကိုကယ်တင်ဖို့စ조사ကြတဲ့မိဘနှစ်ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာလဲဇာကားလေးတကားအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်ဇလန်းဆက်မှာတော့မတ်သူတို့ယောက်သူ့ရဲ့အလုပ်ခီးကနေပြီးတော့ပြန်လာတာကိုမြင်ရမှာဖြစ်ပါတယ်လေရင်ပေါ်မှာတော့မတ်သူကကလေးမလေးတယောက်ကဘန်ကင်းထဲမှာပြေးလွှားနေတဲ့ပုံရိပ်ကိုအိမ်မက်မက်နေခဲ့ပါတယ်လေးစေးရောက်ချိန်မှာတော့မတ်သူကသူ့သမီးလေးစာရာကိုအိမ်ကိုမကြခင်ပြန်ရောက်တော့မယ့်အကြောင်းဖုန်းဆက်ပြီးတော့ပြောပြနေခဲ့ပါတယ် ူတိုက်ကန်ဆော်ဦးရဲ့ဝင်ပေါက်မှာတော့မတ်သူကအောက်ဆီဂျင်မျက်နှာဖုံးတက်ထားတဲ့အိမ်ဒီချင်းတယောက်ကိုကူညီလိုက်ပါတယ်။မျိုးတော်ရဲ့လေတုကညဉ့်ဉန်းလွမ်းလာကြောင်းလူကြီးကအောက်ဆီဂျင်ကိုပဲရှူပြီးတော့သွာလာနေရတာဖြစ်ပါတယ်။မတ်သူရဲ့အိမ်ကတော့မျက်နှာချင်းဆိုင်မှာရှိနေပါတယ်။မတ်သူရဲ့မျိုးသမီးကတော့အန်နာဖြစ်ပြီးတော့သူမကသိပ္ပံပညာရှင်တယောက်လည်းဖြစ်ပါတယ်။ဇာရာကတော့သူမရဲ့ဖြားနာမှုတစ်ခုကြောင့်အပြင်မှာမနေနိုင်ဘဲနဲ့အထူးပြုလုပ်ထားတဲ့မှန်လုံအိမ်အခန်းကြီးတစ်ခုထဲမှာပဲနေထိုင်ရပါတယ်။သူမကမတန့်စင်တဲ့လေကိုရှူဆိုင်မိခဲ့ရင်တော့တည်ဆုံသွားရမှာပဲဖြစ်ပါတယ်။ ။ဇာရာကတော့သူမရဲ့ဖေနဲ့ရေဒီယိုဆက်ကလေးကနေတဆင့်ဆက်သွယ်ကြားရပါတယ်။မက်သူကတော့ဂနီတာမာရုံးကဇာရာကိုကူညီပေးနိုင်မဲ့ကုသမှုကိုလေးလာကြတဲ့သိပ္ပံပညာရှင်တွေနဲ့တွေ့ခဲ့ရကြအောင်အန်နာကိုပြောခဲ့ပါတယ်။ဒါမဲ့သူတို့ကစမ်းသပ်မှုတွေကိုမလုံဆောင်ရသေးပါဘူး။မက်သူကတော့ဇာရာကိုကနေဒါစီကိုပို့ပြီးတော့ကုသမှုကိုခံယူနေစေချင်ခဲ့ပါတယ်။ဒါမဲ့အန်နာကတော့ဒါကိုသဘောမတူခဲ့ပါဘူး။သူတို့ကလင်ညာနေတာမျိုးဖြစ်မှာစိုးရိမ်နေခဲ့ကြပါတယ်အခန်းလေးတစ်ခုထဲမှာပဲခွဲနေရပါပဲဆာရမာတငယ်ချင်းတွေတော့ရှိနေပါသေးတယ် သူတို့ကဇာရလိုခန်းထဲမှာပဲနေထိုင်ကြတဲ့သူတွေပဲဖြစ်ပါတယ်မတရုကရေချိုးနေတော့မှာပဲ TV တဲကသတင်းတွေမှာတော့ဥရောပမှာထူးဆန်းတဲ့မြေကလေးတွေလှုပ်ခတ်နေတဲ့သတင်းပြသနေခဲ့ပါတယ်။ရုတ်တရက်သူတို့ရဲ့အစာအုပ်လည်းလှုပ်ခါလာခဲ့ပြီးတော့မီးပြတ်သွားခဲ့ပါတယ်။တတိပေးခေါင်းလောင်းတန်တွေလည်းထွက်ပေါ်လာခဲ့ပြီးတော့လူတွေကလည်းအော်ဟစ်နေကြပါတယ်။မတရုလည်းအင်ဂျင်မြန်လဲလိုက်ပြီးတော့အပြင်ကိုထွက်ကြည့်လိုက်ပါတယ်။လူတွေကကြောက်လန့်ကြထွက်ပြေးနေကြပြီးတော့သူလိုက်ကြည့်ချိန်မှာတော့မြူကိုးတွေကလမ်းတွေပေါ်မှာဖုံးလွှမ်းနေတာကိုမြင်လိုက်ရပါတယ်။ မျိုးဘိုးတွေနဲ့ထိတွေ့မိလိုက်ကြတဲ့လူတိုင်းကလည်းလဲကြတေဆုံးကုန်ကြပြီးတော့မတ်တရူးလဲသူမိမနဲ့သမီးလေးတို့ရှိရာတိုက်ခန်းစီကိုပြေးလိုက်ရပါတယ်။သူကအန်နာကိုအိမ်ကောင်မိုးစီကိုခေါ်သွားလိုက်ပါတယ်။ဆာရာကတော့သူမရဲ့လေးစစ်ထုတ်ပေးတဲ့အခန်းလေးထဲမှာပဲကြံနေခဲ့ပါတယ်။လောလောဆယ်မှာတော့သူမအတွက်လုံခြုံနေသေးပေမဲ့လည်းလေးစစ်ထုတ်ပေးတဲ့စနစ်ရဲ့ဘက်တရီအားကုန်သွားတဲ့အချိန်မှာတော့သူမလည်းဒုက္ခရောက်ရပါတော့တယ်။မတ်တရူးနဲ့အန်နာကတော့အဆောင်အုံခေါင်းမိုးတက်စီကိုပြေးတက်လိုက်ကြပါတယ်။အောက်မှာရှိတဲ့အရာတိုင်းကိုတော့မြူကိုတွေကဖုံးအုပ်ကုန်ကြပါပြီ။ လူကြီးစုံတွဲဖြစ်ကြတဲ့လူရှန်နဲ့ကော်လက်တို့ကအပေါ်ဘက်ကတိုက်ခန်းမှာနေထိုင်ကြတာပါလူရှန်ကတော့အမှန်ညာမကောင်းတဲ့လူကြီးဖြစ်ပေမဲ့လည်းသူကအသက်ကြီးပေမဲ့ထမျက်နေစေလူတယောက်ဖြစ်ပါတယ်သူတို့ကတိုက်ခန်းရဲ့လာသာဆောင်ကနေထွက်ကြည့်လိုက်တဲ့အချိန်မှာတော့တမျိုးလုံးကိုမြူကိုတွေကဖုံးအောင်သွားတာကိုမြင်လိုက်ရပါတယ်အဲနောက်သူတို့ကတိုက်ခန်းထဲကိုပြန်ဝင်လိုက်ကြပါတယ်အန်နာကတော့စာရလီလုံကန်းရဲ့ဘက်ထရီကိုဖုန်းကနေတစ်ဆင့်ဆစ်ကြည့်လိုက်ပြီးတော့လျှက်စက်ပြန်မရရင်တော့ဘက်ထရီက10နာရီသာခံတော့မှာဖြစ်ကြောင်းသိလိုက်ရပါတယ် ။လူအုံဆောင်တွဲရဲ့တိုက်ခန်းထဲမှာတော့မက်ထရိုကမှန်ဘလူးတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲနောက်သူကခေါင်းမိုးပေါ်ကိုတက်လိုက်ပြီးတော့အပြင်ကိုကြည့်လိုက်ပါတယ်။ယူကိုရီကဘက်ရက်တစ်မျိုးလုံးကိုဖုံးလွှမ်းနေတာကိုမြင်လိုက်ရပြီးတော့သူ့လိုမျိုးခေါင်းမိုးပေါ်တက်ကိုတက်ပြီးတော့အသက်ရှင်ကျန်နေသေးတဲ့လူတွေကိုလည်းမြင်လိုက်ရပါတယ်။လူရှန်ကတော့ရေဒီယိုဟောင်းကြီးကိုယူလိုက်ပြီးတော့ဖြွင့်ကြည့်လိုက်ပင်မဲ့လေ။ရေဒီယိုဆက်ကြီးကပြင်နေခဲ့ပါပြီ။အဲ့ဒီချိန်မှာပဲမက်ထရိုကတော့လေကားကနေဆင်းပြီးတော့မြူကိုရီဘလောက်ထိရောက်လာနေလဲဆိုတာကိုကြည့်လိုက်ပါတယ်။သူကအောက်ကိုဆင်းပြီးတော့ဆာရာရဲ့လေလုံခန်းဘက်ထရီကိုလဲကျင်ပေမဲ့ အဲ့ဒီချိန်ထိအသက်အောင်ထားနိုင်ဖို့ကမတိကျခဲ့ပါဘူး။အဲနောက်သူကလူရှန်ရဲ့တိုက်ခန်းအောက်ထက်မှာနေတဲ့အိန္ဒိချင်းတစ်ယောက်ကိုတရေရလိုက်ပါတယ်။အဲ့ဒီအောက်ထက်ကလူစီမှာတော့အောက်ဆီဂျင်အိုးနဲ့မျက်နှာဖုံးတစ်ခုရှိနေပါတယ်။အဲဒါကြောင့်မက်ထရိုကအသက်အောင်လိုက်ပြီးတော့ပိုက်လိုင်းကနေအောက်ထက်ကိုတွေ့ဆင်းလိုက်ပါတယ်။ပရင်ဘောက်ကိုခွဲလိုက်တဲ့အခါမှာတော့အောက်ဆီဂျင်မျက်နှာဖုံးကိုတွေ့လိုက်ရပါတယ်။အဲနောက်မက်ထရိုကလေဝင်လာနိုင်မဲ့နေရာတွေကိုတိတ်နဲ့ပိတ်လိုက်ပါတယ်။နောက်ပြီးတခြားခန်းတွေကိုလည်းတွားကြည့်လိုက်ပါတယ်။အသက်ရှင်နေသေးတဲ့ခွေးပေါက်လေးကိုမြင်လိုက်ရပြီးတော့ခွေးမကြီးကတော့တေဆုံးနေခဲ့ပါတယ်။ ဒီနောက်မှာတော့မက်ထရိုတယောက်ဆာရာရဲ့အခန်းကိုတွားလိုက်ပြီးတော့ဘက်ထရီကိုလဲပေးလိုက်ကာသူမအတွက်ရင်းတဲ့ဒမ်မီတစ်ခုကိုလည်းပေးလိုက်ပါတယ်ပြီးတာနဲ့သူကထွက်လာခဲ့ပါတယ်ဒါမဲ့ဘောကိုပြန်မတက်ဖဲနဲ့မက်ထရိုကအောက်ထက်ကိုဆင်းကြည့်လိုက်ပါတယ်နောက်မှမှာတော့စိတ်တဲ့မြူကိုတန်ခွေတွေရဲ့တက်ရောက်မှုတွေကိုမြင်လိုက်ရပါတယ်အဲနောက်သူက hybrid ကားတစ်စီးကိုမြင်လိုက်ရပြီးတော့အဲဒီကားရဲ့ကားဘက်ထရီကိုဖြုတ်ယူလိုက်ပါတယ်မက်ထရိုကဝေးကအတန်တွေကိုကြားလိုက်ရပြီးတော့သွားကြည့်လိုက်ချိန်မှာတော့အသက်ရှင်သူတွေကိုကယ်ဆယ်နေကြတဲ့စစ်သားတွေကိုမြင်လိုက်ရပါတယ် မျိုးရည်မြင့်ဆုံးနေရာတွေမှာတော့မြူကိုတွေမရှိသေးပါဘူးစစ်သားတွေရောတက်ရှင်သူတွေရောကကာကွယ်ရေးမျက်နှာဖုံးတွေကိုဝတ်ဆင်ထားကြပြီးတော့သူတို့ကမတ်သူဖို့အတွက်လည်းပေးလိုက်ကြပါတယ်မတ်သူကိုပါလိုက်ခဲ့ဖို့ခေါ်ပေမဲ့လည်းမတ်သူကငင်းဆန်လိုက်ပြီးသူ့ရဲ့သမီးလေးစာရာအတွက်အောက်ဆီဂျင်အိုးအပိုတစ်ခုကိုသာတောင်းလိုက်ပါတယ်အန်နာနဲ့စာရာတို့ကတော့မတ်သူအတွက်စိုးရိမ်နေကြပါပြီမတ်သူကတော့ထောက်ပံ့ရေးပစ္စည်းတွေနဲ့ပြန်လာခဲ့ပါတယ်ညမှာတော့မတ်သူက လေကားစီကိုဆင်းပြီးတော့မြူကိုတွေဘလောက်မြင့်တက်လာလဲဆိုတာကိုမှတ်ထားလိုက်ပါတယ် သူကအာနာကိုပြောပြလိုက်ပြီးတော့ဘသူကမှသူတို့ကိုထပ်ပြီးတော့လာမကယ်လောက်တော့ဘူးလို့လည်းပြောလိုက်ပါတယ်။မသူတို့အိတ်လိုက်ချိန်မှာတော့ဆာရာကပန်းကင်းလေးထဲမှာပြေးနေတာကိုအိမ်မက်မက်နေခဲ့ပါတယ်။အာနာကတော့သူတို့ရဲ့တိုက်ခန်းကိုပြန်လိုက်ပြီးတော့ပစ္စည်းတွေကိုသွားယူခဲ့ပါတယ်။အဲ့ဒါနဲ့သူတို့ကရေဒီယိုကိုလည်းပြင်လိုက်ကြပါတယ်။အာနာပိုင်တွေကတော့လူတွေကိုအိမ်ထဲမှာပဲနေဖို့တိုက်တွန်းထားပြီးတော့ကာကွယ်ပြင်ဆင်မှုတွေလုပ်ထားကြဖို့တိုက်တွန်းထားပါတယ်။ဒီနောက်မှာတော့လမ်းဘော်ကနေပြီးတော့စူညံတန်တို့ထွက်လာခဲ့ပါတယ်။မသူတို့နဲ့အာနာတို့ခေါင်းမိုးဘော်ကိုတက်ပြီးတော့ကြီးလိုက်ချိန်မှာတော့ အသက်ရှင်သူတွေကိုခေါ်သွားတဲ့နေရာမှာပောက်ကွဲမှုဖြစ်နေတာကိုမြင်လိုက်ရပါတယ်။သူတို့ကချက်ချင်းထွက်သွားရမယ်လို့သိလိုက်ကြပြီးတော့သူတို့အနေနဲ့အမြင်ပိုင်းမှာနေကြတဲ့ဇာရာရဲ့တငယ်ချင်းအိမ်မှာခဏသွားနေလို့ရနိုင်ပါတယ်။သူတို့လိုအပ်တာကတော့ဇာရာအတွက်တခွဲကန်းသုံးဝတ်စုံတစ်ခုပါပဲ။အဲလိုမှဇာရာကိုလုံလုံခြုံခြုံခေါ်သွားနိုင်ပါလိမ့်မယ်။အနာနဲ့မသူတို့တို့ကတူသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ကဇာရာစီကိုခဏဝင်လိုက်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်။ဇာရာကတော့အနီးမှာနေတဲ့သူမရဲ့တငယ်ချင်းကိုခဏသွားကြည့်ပေးဖို့ပြောလိုက်ပါတယ်။ ူရဲ့မိဘတွေကလည်းအိမ်မှာမရှိတာကြောင့်သူမကစိုးရိမ်နေခဲ့တာပါမသူနဲ့အန်နာတို့ကကောင်လေးရဲ့အိမ်ကိုသွားကြည့်လိုက်ကြပါတယ်ဒါမဲ့သူတို့အိမ်ပေါ်ကိုမတက်နိုင်ခင်မှာပဲခွေးကောင်ကပေါ်လာပြီးတော့သူတို့ကိုလိုက်ကြိုက်ပါတယ်အဲလိုနဲ့ပဲသူတို့နှစ်ယောက်ကထွက်ပြေးလိုက်ရပါတယ်မြို့ကိုတွေထဲမှာတော့ဘာကူမှကွယ်ကွယ်ပြပြမမြင်ရတော့တာကြောင့်မသူကပြေးရင်းနဲ့မြစ်ထဲကိုပြုတ်ချသွားခဲ့ပါတယ်သူကရေထဲကိုကျသွားခဲ့ပေမဲ့အန်နာကတော့လွတ်သွားခဲ့ပါတယ်မသူကရေထဲကနေတက်လာချိန်မှာတော့အကာအကွယ်ဝတ်စုံတဲ့လူတစ်ယောက်ကိုမြင်လိုက်ရပါတယ် ဒါမဲ့ဝတ်စုံကမကောင်းတော့တာကြောင့်အလောင်းစီကနေမက်သရူးကမယူရဲခဲ့ပါဘူး။အဲဒီနောက်သူကစာရာတွက်ဝတ်စုံရှိမဲ့တက်ခွဲကန်းစီကိုသွားလိုက်ပြီးတော့ဟိုမှာတော့အန်နာနဲ့ပြန်ဆောင်ကြပါတယ်။နယောက်သားအတူတူရှာဖွေလိုက်ကြရင်းနဲ့ဝတ်စုံကိုတွေးလိုက်ကြပါတယ်။ရုတ်တရက်ပဲသူတို့ရဲ့ဘေးကန်းကလည်းမီးလောင်နေခဲ့ပါတယ်။ကံမကောင်းစားနဲ့ပဲသူတို့ကတကားတစ်ခုကိုမှားဖွင့်မိကမိကပောက်ကွဲထွက်လာပြီးတော့သူတို့ကိုလွတ်ဆွင်သွားစေခဲ့ပါတယ်။မတရုတ်ပြန်တရီရလာချိန်မှာတော့အသက်ရှူလို့မရတော့ဘူးဆိုတာကိုတွေးလိုက်ရပါတယ်။သူ့ရဲ့မျက်နှာဖုံးနဲ့အောက်ဆီဂျင်အိုးကိုဆက်ပေးထားတဲ့ပိုက်ကပျက်စီးသွားခဲ့ပါတယ်။ သူနဲ့အနာရောဂါမျက်နှာဖုံးတစ်ခုတည်းကိုမျှသုံးလိုက်ကြရပြီးတော့တယောက်တစ်လက်စီတက်ရှူနေကြရပါတယ်။နောက်ဆုံးမှာတော့မြူကိုရီမရောက်သေးတဲ့အမြင်ပိုင်းကိုရောက်လာခဲ့ကြပါတယ်။အနာကမက်ထရူရဲ့ဒဏ်ရာတွေကိုဆေးထည့်ပေးလိုက်ပါတယ်။အောက်ဆီဂျင်တအိုးတည်းကိုအတူတူသုံးမရတာကြောင့်မက်ထရူကသူတို့သမီးတွေဝတ်စုံတဲ့အတူအနာကိုပြန်လွှတ်လိုက်ပါတယ်။မက်ထရူတယောက်သူ့ရဲ့မိမကိုအားပေးလိုက်ပြီးတော့သူတို့နှစ်ယောက်လုံးကိုချစ်တဲ့အကြောင်းလေးပြောလိုက်ပါတယ်။အဲဒီတော့မှာတော့မက်ထရူကအင်ကောင်မိုးတွေပေါ်ကနေဖြတ်သွားရင်းနဲ့အင်ကိုပြန်နိုင်မဲ့လမ်းကိုရှာလိုက်ပါတယ်။ ခေါမိုးတစ်ခုပေါ်မှာတော့သူကပစ္စည်းတွေကိုချထားတာကိုတွေ့ခဲ့ရပါတယ်။ရှေ့ကိုဆက်သွားချိန်မှာတော့တနတ်တန်ရာနဲ့တေဆုံနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။မသူတို့တယောက်ကားပါကင်တစ်ခုစီကိုဝင်လိုက်ရင်းနဲ့အောက်ဆီဂျင်မျက်နှာဖုံးတစ်ခုကိုလည်းတွေ့ခဲ့ရပါတယ်။သူကဝှစ်ဆင်လိုက်တဲ့ချိန်မှာပဲတနတ်တလင်းနဲ့လူတစ်ယောက်ကရောက်လာခဲ့ပါတယ်။ဘလိုပဲဖြစ်ဖြစ်အကုန်လုံးတရားတော်မှာဖြစ်တာကြောင့်မသူတို့ကိုမနာကျင်စေမဲ့နီးနဲ့တေဆုံရအောင်လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့မသူတို့ကတော့ရှုံးပေးဖို့ငြင်းဆန်လိုက်ပါတယ်။အဲနောက်မသူတို့ကလူစိမ်းကိုတွန်းကနှစ်ယောက်လုံးမြူကိုရီရှိနေတဲ့အောက်ထဲကိုခုံချလိုက်ပါတယ်။ ။နေရောက်သားရုံးရင်းဆန်ကပ်ဖြစ်နေပြီးအဲဒီနောက်မှာတော့လူစင်းကမြူကိုးတွေကိုရှူရှိုက်မိပြီးတော့တေဆုံးသွားခဲ့ပါတယ်။အဲဒီအချိန်မှာအန်နာကတော့အိမ်ကိုပြန်ရောက်လာခဲ့ပါပြီ။သူမရဲ့အောက်ဆီဂျင်ကတိတ်မကြံတော့ပါဘူး။သူမကဆော်ဝဝင်ပေါက်ကိုရောက်တဲ့အချိန်မှာပဲအောက်ဆီဂျင်ကကုန်သွားခဲ့ပါပြီ။အဲဒါကြောင့်ပဲသူမကအသက်အောင်းလိုက်ပြီးတော့လေကားအပေါ်ကိုမျက်နှာဖုံးမပါဘဲနဲ့တက်လိုက်ရပါတယ်။တခန်းတဲ့ကိုဝင်လိုက်တဲ့အချိန်မှာတော့တစ်တားတဲ့ထဲ့တယ်လာခဲ့တဲ့ဝတ်စုံကပောက်ကွဲမှုကြောင့်ပျက်စီးသွားတာကိုမြင်လိုက်ရပါတယ်။ ုဆောင်ကပြစည်းသွားပြီးတော့အသုံးပြုလို့လည်းမရတော့ပါဘူး။အန်နာကတော့စိတ်ညစ်သွားခဲ့ရပြီးတော့သူမရဲ့သမီးကိုရေဒီယိုဆက်ကလေးကနေစကားပြောလိုက်ပြီးတော့နှစ်သိမ့်ပေးဖို့ကြိုးစားလိုက်ပါတယ်။ဒါမဲ့ဆာရာကတော့သူမရဲ့ကံကြမ္မာကိုကြိုတိနေတယ်လို့တင်ငိန်နေခဲ့ပါတယ်။အဲဒီချိန်မှာပဲသူမရဲ့ဖုန်းပေါ်ကနေပြီးတော့ဘက်ထရီက900ခန်းလို့အောက်ရောက်နေတဲ့အကြောင်းသတိပေးစာပေါ်လာခဲ့ပါတယ်။လေလုံခန်းကတော့မကြခင်မှာပဲရပ်တန့်သွားတော့မှာဖြစ်ပါတယ်။တွေ့ဝင်မဏိဘက်နဲ့အန်နာကအောက်ကိုဆင်းပြီးတော့ဘက်ထရီကိုသွားလဲဖို့ပြင်ဆင်လိုက်ပါတယ်။ဒါမဲ့လူရှန်ကတားလိုက်ပါတယ်။ သူကချိန်တော်ကြာနေထိုင်ခဲ့ပြီးသားဖြစ်တာကြောင့်စာရစီကိုသွားရင်တေးရလဲတိတ်မထူးကြတဲ့အကြောင်းပြောလိုက်ပါတယ်။ဒါမဲ့အန်နာကငြင်းလိုက်ပြီးတော့အသက်အောင်ကဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အောက်မှာသူမတို့အသက်ရှူစရာလေမရှိပေမဲ့လည်းသူမကတော့ဆက်ပြီးတော့ဘက်ထရီကိုလဲဖို့စူးစမ်းလိုက်ပါတယ်။စာရကလက်မခံပေမဲ့လည်းအန်နာကတော့အောက်ကိုဆင်းပြီးတော့လဲပေးလိုက်ပါတယ်။စာရကတော့သူ့ကိုထားခဲ့ပြီးတော့ပေါ်ကိုပြန်တက်ဖို့သူ့မိကိုနားချနေခဲ့ပါတယ်။အန်နာကတော့ပေါ်ကိုပြန်မတက်နိုင်တော့တာကိုသိနေတာကြောင့်သူမရဲ့သမီးလေးစာရကိုနှုတ်ဆက်ပြီးတော့ထွက်သွားလိုက်ပါတယ်။ ဲဒီချိန်မှာပဲမက်ထရုကပြန်ရောက်လာခဲ့ပါတယ်သူကဘောကိုတက်နေတော့ဆာရာရဲ့အော်တန်ကိုကြားလိုက်ရပါတယ်ဆာရာတယောက်သူမရဲ့မိကိုအော်ခေါ်နေခဲ့တာပါဆာရာကအန်နာထွက်သွားပြီးတော့ပြန်မဖြေတဲ့အကြောင်းကိုမက်ထရုကိုရေဒီယိုဆက်ကလေးကနေပြောလိုက်ပါတယ်မက်ထရုတယောက်ဘောကိုဆက်တက်လာချိန်မှာတော့အသက်မရှိတော့တဲ့အန်နာကိုသာမြင်လိုက်ရပါတယ်အဲ့ဒီချိန်မှာပဲဆာရာကသူမဖေရဲ့ one energy order ကိုကြားလိုက်ရပါတယ်။မက်ထရိုကလူချမ်းရဲ့တိုက်ခန်းစီကိုပြန်သွားလိုက်ပြီးတော့ဗီဒီယိုဆက်ကလေးကနေအန်နာအကြောင်းကိုပြောပြလိုက်ပါတယ်။ သူကမြေပုံပေါ်မှာလမ်းကြောင်းတစ်ခုကိုဆွဲလိုက်ပါတယ်အဲဒီချိန်မှာပဲနောက်ထပ်ငလျင်တစ်ခုဖြစ်ပေါ်လာပြီးတော့မြို့ကိုတန်းငွေတွေကမြင့်တက်လာခဲ့ပါတယ်မသူတို့ကအောက်ဆီဂျင်မြေနှဖုံးကိုဝက်လိုက်ပြီးတော့အောက်ထပ်လမ်းပေါ်မှာတွေးခဲ့တဲ့ဝတ်စုံကိုသွားယူဖို့ကြံလိုက်ပါတယ်အဲဒီဝတ်စုံကိုစာရာအတွက်ပြန်ပြင်ပေးဖို့လည်းစူးစမ်းကျင်နေခဲ့တာပါသူကလူရှန်တို့ဇုံတွေအတွက်လည်းအောက်ဆီဂျင်မြေနှဖုံးတွေကိုသွားရှာပေးကျင်နေခဲ့တာလည်းဖြစ်ပါတယ်ဒါမဲ့လည်းလူရှန်တို့ကငင်းဆန်လိုက်ပါတယ်သူတို့ဇုံတွေကအချိန်တော်ကြာရှင်သန်ပြီးပြီဖြစ်လို့အေးအေးချမ်းချမ်းထွက်သွားကျင်တဲ့အကြောင်းပြောလိုက်ပါတယ် အဲဒါကြောင့်မသူတို့အနေနဲ့သူတို့အတွက်စွန့်စားနေဖို့မလိုချောင်းဖြောင်းပြလိုက်ပါလေနောက်ဆုံးမှာတော့မသူတို့တယောက်မတတ်နိုင်တော့ဘဲနဲ့သူတို့ရဲ့ဇကားကိုလက်ခံလိုက်ရပါတယ်သူကသူ့ရဲ့သမီးလေးစာရာကိုနှုတ်ဆက်လိုက်ပြီးတော့အောက်ကိုဆင်းလိုက်ပါတယ်လူချမ်းတို့ဇုံတွဲကတော့အဲ့ရပေါ်မှာအတူလဲရင်းနဲ့မြူကိုးတွေဝင်လာမှာကိုစောင့်စားနေလိုက်ကြပါတယ်မသူတို့တယောက်ဝှစ်စုံကိုယူလာလိုက်ပြီးတော့အပြန်လမ်းမှာဆိုင်ကယ်တစည်းကိုတွေ့တာကြောင့်ဆိုင်ကယ်နဲ့အိမ်ကိုပြန်လာလိုက်ပါတယ်လမ်းတစ်ချောင်းမှာသူသတိမထားမိလိုက်ဘဲနဲ့ကောင်လေးတယောက်လမ်းပေါ်ရောက်နေတာကိုမြင်လိုက်ပါတယ် အလုံးနဲ့မတော်တဆဖြစ်ပြီးဆိုင်ကကကားကိုဝင်တိုက်မိကမသူရူလဲလွင့်စင်ထွက်သွားခဲ့ပါတယ်။မသူရူတယောက်ခေါင်းကိုထိခိုက်မိကမေးလဲသွားခဲ့ပါတယ်။ပြန်တရီရလာချိန်မှာတော့မသူရူကတန်ရာတွေရှိနေပေမဲ့လည်းသူသမီးလေးတို့အရှုံးမပေးနိုင်ဘဲနဲ့ရှေ့ကိုဆက်သွားခဲ့ပါတယ်။အိမ်ကိုမြောက်ခင်လေးမှာပဲသူ့ရဲ့ခန္ဓာကိုယ်ကဆက်မသွားနိုင်တော့ပါဘူး။မသူရူတယောက်မေးလဲသွားချိန်မှာစာရာတယောက်ကတော့ဇက်တိုက်ခေါ်နေခဲ့ပါတယ်။ဒါမဲ့ရေဒီယိုဆက်ကလေးကနေဘာတန်မှပြန်မကြားရတော့ပါဘူး။အဲ့ဒီချိန်မှာပဲအိမ်ထဲကိုဝင်လာနေတဲ့ခြေတံကိုကြားလိုက်ရပါတယ်။အဲ့ဒါကတော့စာရတငယ်ချင်းနိုအာပဲဖြစ်ပါတယ်။ နွားကတော့လေလုံကန်းထဲမှာမိဘတွေမရှိဘဲနဲ့တယောက်တည်းကြံနေခဲ့ရတဲ့စာရာရဲ့တငယ်ချင်းလေးဖြစ်ပါတယ်။သူတို့နှစ်ယောက်ကအတူတူဆင်းလာကြပြီးတော့မတ်သူကိုတွေးလိုက်ကြပါတယ်။တကယ်တော့မြူကိုတွေကစာရာတို့လိုလူတွေအတွက်တော့ဘာမှအန္တရာယ်မဖြစ်စေခဲ့ပါဘူး။သူတို့ကဒီစိတ်သင့်နေတဲ့လေတုတွေထဲမှာပုံမှန်အတိုင်းလွတ်လွတ်လပ်လပ်အသက်ရှူနိုင်ကြပါတယ်။မတ်သူကတော့သူသမီးလေးအတွက်အလွန်ပျော်သွားပြီးတော့မျက်နှာဖုံးကိုချိုရင်းနဲ့အသက်ရှူကနှမ်းရှာလိုက်ပါတယ်။သူကမြူကိုတွေရဲ့အလဲမှာသူသမီးလေးကိုဖတ်ထားခဲ့ပါတယ်။အဲ့လိုကနေပဲစိတ်သင့်မြူကိုတွေကမျိုးရွှေချောင်းမြင့်ထိပါပြန့်နှံ့လာခဲ့ပြီးတော့ ူသားတွေအကုန်လုံးမှာထိခိုက်တော့မဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။မသူကတော့နောက်ထပ်အိမ်မက်တစ်ခုမက်နေခဲ့ပါတယ်။အိမ်မက်ထဲမှာတော့ဆာလာနဲ့တခြားကလေးတွေကပန်းကင်းကြီးအလယ်မှာရီမောရင်နဲ့ပြေးလွှားစော်ကစားနေကြပါတယ်။အဲဒီနောက်မသူကမျက်နှာဖုံးမပါဘဲနဲ့နိုးလာခဲ့ပါတယ်။တရားရုံးကသူ့ရဲ့တန်ရာတွေကိုပါကုသပေးထားခဲ့ပါတယ်။အစမှာတော့မသူတယောက်ဘာဖြစ်နေမှန်းလည်းမသိလိုက်ပါဘူး။ဒါမဲ့တကယ်တမ်းမှာတော့သူကသူသမီးလေးဆာရာနေထိုင်နေခဲ့တဲ့လေလုံခန်းထဲမှာရှိနေခဲ့တာပါ။လေလုံခန်းကသူ့ကိုစိတ်သက်မြူကိုးတွေကြားထဲကနေကာကွယ်ပေးထားခဲ့ပါတယ်။ သူကရေဒီယိုဆက်လေးကိုယူလိုက်ပြီးတော့စာရာကိုခေါ်ကြည့်လိုက်ပါတယ်။နောက်ဆုံးမှာတော့ရေဒီယိုဆက်လေးတစ်ဖက်ကနေပြီးတော့တစ်ချိန်လုံးကအတိုင်းပဲစာရာရဲ့ပြန်ပြေတံလေးကထွက်ပေါ်လာခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။